ဲ့အားလုံးပဲမင်္ဂလာပါဘောလုံးပွဲစဉ်ရဲ့ပွဲကြိုဆွဲမှုတွေပွဲပြီးဆွဲမှုတွေပြုလုပ်ပေးပါမယ် forward review အစီအစဉ်ကလည်းအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါဆိုတော့ကျွန်တော်တို့မတွေ့ရတာကြာရင်တို့ပြန်တွေ့ပြန်ဆွေးနွေးလိုက်ကြအောင်ပါဆိုတော့ဒီနေ့ကျွန်တော်ပြန်ဆွေးနွေးရမယ့်ပွဲစဉ်ကတော့ဒီကျွန်တော်မြန်မာစစ်တော်ချိန်ညဒီနေ့ည၈နာရီခွဲမှာရှင်မြန်ကစားသွားကြမယ် Crystal Palace နဲ့ Liverpool တန်တိုးရဲ့ပွဲစဉ်ကိုဆွေးနွေးလိုက်ကြရအောင် အာဒီဝဲစံတော့ကျွန်တော်တို့ Crystal Palace အိမ်ခွင်ဖြစ်တဲ့ Selhurst Park မှာ Liverpool နဲ့တွားရပြီးရှင်မြန်ကစားရမယ်။ဒီပွဲစဉ်ကတော့အာတော်တော်ကိုကြီးလောက်ကောင်းပွဲကိုမဖြစ်တဲ့အပြင်ကိုမှဒီ Olivia Glanzler အနေနဲ့ Liverpool နဲ့တွေ့တဲ့ဒုက္ခအမြဲတမ်းပေးတတ်တယ်။ဒီပတ်တယောက်လည်းဖြစ်တယ်ပြီးတော့ဒီရာဒီပါဆိုတဲ့ Crystal Palace နဲ့ Liverpool ကတွေ့ဖို့အမြဲတမ်းကံအားပါဖို့ပါတယ်ပေါ့နော်။ကျွန်တော်ပြီးခဲ့ရာဒီ ရဲ့ဒီမေလတော့ပြီးခဲ့တဲ့ရာဒီမေလနောက်ဆုံးပိတ်ပရီးမီယာလိပွဲစဉ်မှာလည်းလီဗာပူးတင်းအင်ကွဲမှာခရစ်စတယ်ပဲလေးတင်းနဲ့တွေ့ခဲ့ရတယ်။အဲ့ဒါဟိုမှာဒီဒီနှစ်ရာဒီရဲ့အစားပြုတဲ့ community shield community တိုင်းပွဲမှာလည်းခရစ်စတယ်ပဲနဲ့လီဗာပူးထပ်ကန်ရတယ်ပြီးတော့ဒီဂျာထဲမှာလည်းဒီကာဘွန်ကတ်မှာလည်းမဲနာယူဆမှုမှာလည်းဒီ ခရစ်စတယ်ဘဲလေးနဲ့လီဗာဝုဒ်နဲ့ထပ်ပြီးပြန်တွေ့ရဆိုတော့လီဗာဝုဒ်နဲ့ခရစ်စတယ်ဘဲလေးကဒီနောက်ပိုင်းကျရင်တို့ခဏခဏတွေ့တွေ့တာရှိတဲ့အတင်းတောင်မှဖြစ်ပေါင်းဖြစ်သွားနိုင်လေဆိုတော့ကျွန်တော်ပွဲကြောင်းလေးသုံးသပ်လိုက်ကြပွဲကြောင်းလေးသုံးသပ်ရမယ်ဆိုရင်တော့ဒီခရစ်စတယ်ဘဲလေးရဲ့ပရမအဆုံးဒီနောက်ဆုံးကစားခဲ့တဲ့ပွဲလေးကျွန်တော်ကြည့်လိုက်ကြသူ့ရဲ့ဒီနောက်ဆုံးကစားခဲ့တဲ့ပင်ပရီ၅ပွဲကိုကြည့်မယ်ဆိုရင်ခရစ်စတယ်ဘဲလေးအတင်းအနေနဲ့ကဒီယာဒီအဖွင့်ယာဒီအဖွင့်ပွဲစဉ်မှာတို့အနေနဲ့ ဟာဟုတ်လားအကြရီဖွင့်ပွဲစဉ်နဲ့တို့ Chelsea Chelsea နဲ့တို့ London Stamford Bridge Park နဲ့တို့တည်ရကြရတယ်အဲအဲ့တော့မှဒီနောက်ပဲဒုတိယမှာဖွင့်တဲ့ Nottingham Forest နဲ့ပွဲစဉ်မှာလည်းအဲ Crystal Palace နဲ့ Wigan Southampton မှာ1-1ဆိုကိုနဲ့တည်ရကြရတယ် ပြီးတော့ဒီ Aston Villa Aston Villa ရဲ့ England ဖြစ်တဲ့ Villa Park ကိုတွားကစားရတယ် Crystal Palace က3-0နဲ့ပြည့်ပြည့်တက်တက်ကို Unai Emery တင်းကိုနိုင်လာတယ်အဲ၄ပွဲများဖြစ်တဲ့ Sunderland Sunderland နဲ့တင်းပွဲစဉ်မှာတော့သူတို့ရဲ့အင်္ဂလစ်ဟက်စ်ဘတ်မှာဇီးဇီးကိုမှုရှိတရေချပြီးတော့နောက်ဆုံးကစားခဲ့တဲ့ Premier League ပွဲစဉ်မှာဆိုရင်ဒီ West Ham အသင်းရဲ့ London Stadium မှာ2-1ဆိုတဲ့ရလဒ်နဲ့တွားရောက်ပြီးတော့နိုင်ယူလာတယ်ဆိုတော့ Crystal Palace ရဲ့နောက်ဆုံးကစားခဲ့တဲ့၅ပွဲအရကြည့်မှဆိုရင်တော့2ပွဲနိုင်3ပွဲတည်ရမှတ်6မှတ်နဲ့သူတို့အဆင့်9နေမှာရပ်တည်နေတယ်ဆိုတော့ ခရစ်ဇယ်ပဲလေးရလည်းဒီနောက်ဆုံးကစားခဲ့တဲ့ငါးပွဲမှာသူကလည်းရှုံးမဲမရှိသေးဘူးဆိုတော့အတင်းတင်းဖြစ်တယ်ဆိုတော့ Oliver Glanzer Oliver Glanzer အကြောင်းပြောမှာဆို Oliver Glanzer အနေနဲ့ဒီ Crystal Palace ကိုရလာကလေးရောက်လာပြီးခရတီလုံးဝကိုအာပြောင်းလဲလိုက်တယ်ပေါ့နော် Crystal Palace အတင်းက ဟိုသူတို့အနေနဲ့ဥရောပဝင်ခဲ့ပါရပါတယ်ဒီ community ရှိပြီပါရတယ်ပြီးဟို FA ဖလားတွေပါသူတို့ရပါဆိုတော့ဒီ FA ဖလားဆိုရင်လည်းသူတို့သူတို့ရဲ့တမိုင်းတစ်ချောင်းပထမဆုံးရုပ်လည်း trophy ဖြစ်တယ်လို့ဒီဥရောပဝင်ခွင့်ကလည်းသူတို့ရဲ့ပထမအုပ်ဆုံးတော့ဥရောပဝင်ခွင့်ဖြစ်တဲ့အတွက် Olivia Glanzer အနေနဲ့သူ့အနေနဲ့ကြည့်မယ်ဆိုရင်သူ့အနေဒီ Crystal Palace ကိုသူတို့ကိုပြောင်းလဲလိုက်တယ်ဆိုတော့ကပြီးတော့ဒီ Olivia Glanzer အနေနဲ့ကလည်းဒီ Europa League ကလည်းသူ့အနေနဲ့သူ့အတင်းအဒီ Frankfurt တွေနဲ့လည်းဖလားရလာပြီးတော့သူ့အနေနဲ့ကလည်းဒီဥရောပရဲ့အပွဲအတွေး ကြုံရှိရဲ့ညီပြတ်တဟုဆိုတော့မမပြီးတော့အတူရဲ့ tactic တဲ့ tactical တွေကလည်းအကောင်းကောင်းကြီးကိုအတော့ဒီ crystal palace မှာကောင်းကောင်းကြီးကိုအသားကျနေလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့က crystal palace ရဲ့ဒီ command line လေးပြောဒီပွဲစဉ်ဒီပွဲနဲ့ပွဲစဉ်မှာ command line ကိုပြောရမယ်ဆိုတော့သူ့အနေနဲ့တော့ Olivia Glance line ရဲ့ပုံနေကစားကွက်ဖြစ်တဲ့3 4နှစ်တဲ့ဆိုတော့အခင်းအကျင်းတွေထွက်လာမယ်။အာဂိုရမားနေရာမှာတော့ Dean Henderson အချိန်က Manchester United ရဲ့ဂိုရမားဟောင်းအဲ့တော့မှ Kaiser 3ယောက် Kaiser 3ယောက်အနေနဲ့တော့ဒီ Richards ရဲ့ လက်ခရော့စ်ရဲ့မာကီမာကီဆိုရင်ဒီ transfer deadline တော့ liverpool တင်းကိုအာ fabrizio romero ရဲ့ hewie ကိုရခဲ့တည်ရှိတော့ဒီ preservelle အတင်းဘက်ကအစားထိုးအစားထိုးခံစစ်မှုအနေနဲ့ဒီ wasan က ego ကိုရောင်းလို့နည်းနည်းဆွဲတယ်ဒါပေမဲ့ ego အနေနဲ့ဒီဟို brighton brighton အတင်းက sorry wasan မဟုတ် brighton brighton အတင်းက ego ကိုရဲလို့နည်းနည်းဖြစ်ခဲ့ပေမဲ့ ego အနေနဲ့စိတ်ပြောင်းသွားပြီး wasan ကိုပြောင်းသွားတဲ့အတွက်ကြောင့်မို့လို့ဒီ mark key အပြောင်းအရွှေ့ကပြက်ပြယ်သွားတယ်ဆိုတော့က mark key အနေနဲ့ဒီ liverpool တင်းကို စေစုံအကုန်တရားဝင်ပြီးတော့လည်းဒီအပြောင်းအရွှေ့နောက်ဆုံးရက်နေ့ကျမှဒီအစားတို့ကန်ဆယ်မှုမရတဲ့ပြင်ကအိုလီဗီယာကလန်စလာနဲ့အဲပရလစ်အတင်းရဲ့တာဝန်ရှိသူတွေကိုဒီအမကေ12ဖြစ်မယ်ဆိုရင်တော့သူအနေနဲ့ဒီပြရတဲ့သူကလည်းထွက်မယ်ဆိုပြီးတော့အချက်ကိုင်းတဲ့အတွက်ကြောင့်မို့ဒီမကေအနေနဲ့ခရစ်စပယ်လေးမှာဆက်နေလိုက်ရတယ်ပေါ့ဒီတာဝန်ရှိသူတွေကမကေကိုဆက်လက်ထိန်းသိမ်းပြီးတော့နောက်ရဒီကျမှသူအလွတ်စေနဲ့ပဲရောင်းထုတ်ပွင့်ကြောင်းထုတ်ပွားမယ်လို့စီစဉ်လိုက်တယ်ဆိုတော့ကမကေအနေနဲ့ဒီသူအနေနဲ့ကျလို့နေနေဖြစ်ခဲ့တဲ့လေဘောက်တင်တဲ့သူရင်ဆိုင်ကစားရမယ် ဆိုတော့ခန်းခန်းစစ်တောင်ရောက်ကဒီ၃ရောက်ပေါ့နော်ဒီကွင်းလေလေးကွင်းလေလေးမှာဆိုရင်တော့ဒီ right midfielder နေရာမှာဒီ Colombia ကစားသမားဖြစ်တဲ့ Daniel Munoz တနင်္ဂနွေနေ့နဲ့ဒီ Olivia Glanzer လက်ထံမှာတော်တော်ချေစွမ်းတော်တော်ထက်နေတဲ့ right right wing back ကစားသမားတယောက်ဆိုမမှားဘူးအဲ့တော့မှကွင်းလေနေရာကွင်းလေနေရာမှာတော့ဒီ Adam Water Adam Water ဆိုတော့ခြားလေးလေးဆိုလဲအခုဆိုရင်ကျွန်တော်ဒီအတင်းကြီးတွေတော်တော်များများပြတ်မှတ်ထားနေတဲ့ကစားသမားတအုပ်ဖြစ်တော့ဒီ Liverpool အတင်းအပါအဝင်နဲ့ဒီ Adam Water ကိုလာမဲ့ ဇန်နဝါရီဈေးကွက်မှာခေါ်ဖို့လည်းတာကတ်ထားရဆိုတော့ဒီအဒမ်ဝါဒန်ရဲ့အဲ့တော့သူနဲ့ကြောဖက်ကစားပေးမဲ့ကစားသမားကဒီ will huge will ဆိုရင်လည်းတစ်ချိန်တစ်ခါကဒီ what for ကစားမဟောင်းတဲ့ရပါတော့တဖက်က left me left me feeder အနေနဲ့ဆိုရင်တိုင်လာတိုင်လာ left me feeder နဲ့ a tyre mature tyre mature ဆိုရင်လည်းဒီ လက်မီစီလက်ဝင်းဘက်ကစားသမားဒေါက်တာအိုလီဗီယာကန်ဆာလက်ထံမှာဒီရိုက်ဝင်းဘက်နဲ့လက်ဝင်းဘက်ရဲ့ကစားသမားနှစ်ဦးဖြစ်တဲ့ဘူးနော့စ်နဲ့ပစ်ချာရဲ့အပန်ခက်စစ်တိုက်စစ်အသက်အစင်းနဲ့တအားယူဘယ်လက်ညီရပြီးတော်တော်လေးကစားနိုင်တဲ့ကစားသမားဆိုလည်းမမအဲ့တော့မှအထက်ကင်မီဖီရာနေရာအထက်ကင်မီဖီရာအနောက်မှာတော့ဒီအစ်စမိုင်လာမိုင်လာဆာဆိုတဲ့တစ်ချိန်ကဝက်ဖို့နေရာကစားသမားခေါင်းကျဲပြီးတော့ဒီ ဒီဒီအရီယာမှာဒီဗလာရီယာနေခေါ်ထားတဲ့ယေရမီဖီနိုဆိုတဲ့ကစားသမားပွဲထွက်မှာပေါ့နော်ယေရမီဖီနိုဆိုလည်းဒီဗလာရီယာနေဒုတိယဒီမှာခေါ်ထားပြီးတော့ခြေစမ်းနေတဲ့သူကအက်ဇီးနေအစားထိုးတဲ့ကစားသမားဆိုလို့မမားပေါ့နော်သူအနေနဲ့ခြေစမ်းတော့အထိုင်းလင်းတော့ပြတ်တတ်ထားတယ်အာတိုက်ဆက်ကိုဥစားမဲ့သူကတော့ဒီမှာ data မှာ data ဆိုရင်လည်းဒီ Olivia Glancer လက်ထက်မှာ Crystal Palace တင်ကိုဒီ၅ပွဲကစားခါတဲ့အချိန်မှာသူအနေနဲ့တွင်ကုန်းတစ်ခုတွင်လာတယ်ပြီးခဲ့တဲ့ရာတည်းကလည်းခြေစမ်းတော်တော်ပြတ်လာတဲ့ကစားသမားဆိုတော့ဒီဒီ line up ကတော့ Palace တင်နေတဲ့ဒီနေ့ည မလီဘောက်တင်ကိုရှင်းမြောက်သွားတာမဖြစ်နိုင်ချေကစားမှာလိုင်းရပေါ့ဆိုတော့တစ်ဖက်လီဘောက်တစ်ဖက်လီဘောက်တင်ပြောလိုက်ကြအောင်ဆိုလီဘောက်တင်နေရတော့သူ့အနေနဲ့ဒီပရီးမီယာလိ၅ဘွဲကစားပြီးထားတာဟုတ်၅ဘွဲကစား၅ဘွဲနိုင်ရမတ်အာ၅မတ်နဲ့အတူတူအမှတ်ပေးစရာရဲ့အဆင့်တင်မှာကုဆောင်နေတယ် သူ့အနေနဲ့ယာလီအခွင့်မှာဘုံမောက်ကို၄ခု၂ခုနဲ့နိုင်တယ်အဲဒုတိယဘုံဖြစ်တဲ့ညူကဆယ်မှာညူကဆယ်အိမ်ပွဲမှာ၃ခု၂ခုဆိုတဲ့ယာလီနဲ့နိုင်တယ်ပြီးတော့တတိယမြောက်ဘုံဖြစ်တဲ့အာဆင်နယ်အာဆင်နယ်တဲ့ပွဲစဉ်မှာလည်းလီဗာပူးအန်ဖီမှာတကူကူမရှိဆိုတဲ့ယာလီနဲ့နိုင်ပြီးတော့အာပွဲစဉ်၄မှာတော့ဘန်လီရဲ့အိမ်ခွင့်မှာ1-0နဲ့ထိုင်ခဲ့စေနိုင်တယ်ဒီနောက်ဆုံးကစားခဲ့တဲ့မာစီဆိုင်ကပြတဲ့ Everton နဲ့တင်းတဲ့ပွဲစဉ်မှာလည်း2-2ဆိုတော့ရလနိုင်လာတယ်။သူ့အနေနဲ့ဒါ Premier League ၅ပွဲကစားပေါ့။ဒီတခြား တခြားပွဲစဉ်တွေနဲ့ဒီ Champions League ပွဲစဉ်မှာဆိုတော့ Atletico Madrid ကို3-0ကိုဆိုရရနိုင်ထားတယ်လို့ပြီးပြီးခဲ့တဲ့ပုံတော်ခုနှစ်ရမှာရှင်ရကစားတော့ခဲ့ကြတယ်ဒီ Southampton နဲ့ Carabao Cup ပွဲစဉ်မှာလည်း2-0ဆိုရရနိုင်ထားတယ်ဆိုတော့ဒီပွဲစဉ်မှာ Liverpool တိမက်ကကြည့်ရင်ဒီ Hugo Ekitike အနေနဲ့ပြီးခဲ့တဲ့ Southampton ပွဲစဉ်မှာမလိုလားအပ်ပဲနဲ့ အဝါကက်ထီတန်နီတိုင်အောင်ဂိုးတွင်းပြီးတော့သူ့အနေနဲ့အေဂျီချောအောင်မခံရတဲ့အတွက်ကြောင့်သူ့အနေနဲ့နှစ်ဝါတနီဖြစ်တဲ့အတွက်တပွဲပယ်တဲ့အနေနဲ့ဒီခရစ်တပ်ပယ်တဲ့ပွဲကိုလဲဆင်မယ်ပေါ့နော်။ဒါသလော်တန်နဲ့တဲ့မင်းနဲ့တော့နှစ်နိုင်လို့ရှိတယ်။ဘာလို့ဆိုဟျူကအက်ဂီတင်းကြီးနဲ့သူ့အနေနဲ့နောက်ဆုံးကစားခဲ့တဲ့ဒီပရီးမီယာလိဂ်ပွဲစဉ်တွေမှာသူ့အနေနဲ့ခြေစမ်းတော်တော်ပြရတဲ့ကစားသမားတအူးဆိုလည်းမမအောင်ပေါ့နော်။သူ့အနေနဲ့ဒီနောက်ဆုံးကစားခဲ့တဲ့ဒီပရီးမီယာလိဂ်၅ပွဲမှာဆိုသူ့အနေနဲ့၃ဂိုးအတွင်း၃ဂိုးဖန်ပြီးဆိုတော့ဂိုးပေါင်ပတ်တက်မှု၄ဂိုး၅ပွဲမှာ၄ဂိုးဆိုတော့ဂိုးပေါင်ပတ်တက်မှုကနော်နော်နော် အခြေစွမ်းတော့မဟုတ်ဘူးဆိုတဲ့အတွက်ကြောင့်ဒီ development မှာ Hugo Equity Game မှာပါတာနည်းနည်းတော့သိရပြီဒါပေမဲ့ Hugo Equity Game မှာပါတာတစ်ဖက်ကပြန်စဉ်းစားမှဆိုရင်တော့ဒီ Alexander Isak Alexander Isak အနေနဲ့ data ဒါသူ့အနေနဲ့ဒီ first line debut ကိုဒီပွဲမှာ debut အနေနဲ့ first line နဲ့ပွဲထွက်မယ်ဘာလို့ဆိုတော့ဒီ EFL ကနဲ့ Carabao Southern နဲ့ Southern နဲ့ပွဲစဉ်မှာလည်းသူ့အနေနဲ့ twin goal တို့ပထမအဦးဆုံးတော့ Liverpool တင်းရဲ့လေကောက်လေပါဘူးကစားနမဘွားဘာမှတော့ပြင်ကုန်တော့ရရှိပါခဲ့တယ်လို့သူအနေနဲ့ပွဲချင်းတော်တော်များကစားသွားတဲ့အတွက်ကြောင့်ပြီးနေဒီအာနီစလော့အနေနဲ့ပွဲကြုံမှာပြော ပြောကြချင်ရဆိုရင်အာလက်စနဲ့80အနေနဲ့အာမိနစ်60 90လက်ထိသူ့အနေနဲ့3ခန်းသုံးနိုင်တယ်ဆိုတဲ့အတွက်ကြောင့်ဒီဝဲစင်မှာလည်းလက်စနဲ့80အနေနဲ့ဒီပရီးမီယာလိပထမအဦးဆုံးလီဗာပူးကမှပထမအဦးဆုံးဒေဗျူးကိုကျွန်တော်တွေ့မြင်ရမှာပေါ့ဆိုတော့အာလီဗာပူးဘက်ကဒန်ရလူစင်ကျော်ဆိုတော့ဂျီဂျီယိုဗာနီလီယိုနီဆိုတဲ့6 session ကစားလာမှာတော့ဒီပြီးခဲ့တဲ့ Southern Points မှာ ACL ထိရောက်တဲ့အတွက်ကြောင့်မို့လို့အာရီစလော့နဲ့တရားဝင် conference သူ့နဲ့တနည်းအနာတနည်းလောက်အနာယူအောင်ဆိုတော့ဒီဂျီယိုဗာနီလီယိုနီကတော့အာသူ့အနေနဲ့ကတော့ဒီ ကတော့ဒီတရားဒီလောက်တူလေဘောက်တင်ပြလို့မကစားပြနိုင်ဘူး။နောက်ရဒီနောက်ရဒီလောက်မှာပြန်ကစားပြနိုင်မယ်။ဆိုတော့ကလေဘောက်တင်နေဒီနောက်ရဒီဆိုတော့သူနေဒီ market ကိုပြန် like out လိုက်နေဆိုတော့ဒီဘွဲတော့စိတ်မစားလိုက်ဖြစ်လိမ့်မယ်။ဆိုတော့လေဘောက်တင် line လေးကြမ်းပြလိုက်ရင်လေဘောက်တင် line ဆိုတော့ good morning တော့ true chat မရှိ Elizabeth ကပဲ point ထွက်မယ်။ Kaiser Lee ရတာ Kaiser Lee ရတဲ့မှာဆိုတော့ကျွန်တော်နေနေဒီဒီဘွဲစင်မှာကျွန်တော်နေနေဒီ corner Bradley right back ထွက်ပြီးတော့ အဲကွန်ရယ်လီရိုက်ဘက်မှာလည်းကစားမယ်ပြီးတော့ခက်စက်အတွဲကတော့ဒီအီဘရာဟင်မှာကွန်နာတင်တဲ့ဗာဂျယ်ဖိုင်နယ်ပဲတွေ့မယ်တစ်ဖက် left back မှာတော့ဘီမီလော့စ်ကာကက်စ်ပြန်ပွဲထွက်မယ်အဲအဲ့တော့မှာကွန်လန်ညာကွန်လန်ညာမှာဒီခြေစမ်းတားခက်နေတဲ့ Ryan Gravel Bush ကိုမှ Alex McCallas Star နဲ့တွေ့မယ်ဒီဘက်ဆက်မှာကျွန်တော်တို့ attacking midfielder attacking midfielder အနေကိုဒီ Arnie Slot အနေနဲ့ဘူးတူတုံးလဲကျွန်တော်စိတ်ဝင်စားစရာတော့ကောင်းတယ်သူအနေနဲ့ Florian Wiss ကိုပဲတုံးမလား Dominic Sobos Line ကိုပဲတုံးလားဆက်ချက်ကျွန်တော်နေရာဒီ Florian Wiss ကိုတော့ထည့်ဖြစ်မယ်နေတယ် ဖလိုရန်ဝစ်ကိုထည့်ဖြစ်မယ်ဆိုတော့ကဒီဒီခရစ်စတယ်ပက်ရင်နဲ့ line ပွဲစဉ်မှာကျွန်တော်နေဒီ Ryan Grammer Batch ရဲ့ Alexis McAllister ရဲ့ပုံမှန် attack မြင်ပြတာက Florian Wisp ပဲထွက်မယ်တစ်ဖက် right တစ်ဖက် right မှာလာ Mohamed Salah ပဲချင်းချင်းရှိနေရယူပြီးတစ်ဖက် left ဝင် left ဝင်မှာကျွန်တော်စိတ်ဝင်စားစရာတော်တော်ကောင်းပါဆိုတော့ပြီးခဲ့တဲ့ဆန်ဒါရနဲ့ပွဲစဉ်မှာ Federico Chiesa အနေနဲ့သူ့အနေနဲ့အာခြေသားတော်တော်ပြသွားတယ်သူ့အနေနဲ့ right wing အနေနဲ့ပွဲထွက်လာတာထီရှိတယ်သူ့အနေနဲ့ left wing မှာလည်းသူထွက်ကစားပြီးတော့ဒီ အာတွင်ခုနှစ်ခုလုံးမှာသူ့နဲ့နှစ်ခုလုံးပေါင်းပြတ်တက်ပြီးကိုဖက်ဒီမှုပြုလုပ်တာဆိုဒီအတွက်ကြောင့်ဖက်ဒရီကိုခီးစာအနေနဲ့ဒီ level မှာပဲထွက်လာမလားဒါပေမဲ့ကျွန်တော်နေတော့ Arnesol အနေနဲ့သူ့အနေနဲ့ Gabo ပဲတောင်းမှာပဲဆိုတော့အာတိုက်ဆက်အရန်မှာဆိုရင်တော့ဒီ Hugo EKDK မရှိသေးတဲ့အတွက်ကြောင့်ဖက်ဒရီကိုခီးစာကိုသူ့အနေနဲ့တိုက်ဆက်အရန်တတ်မှတ်ထားပြီးတော့ Cory Gabo ကို level ထုတ်ပြီးတော့မှဒီ Alexander Isak ကိုတိုက်ဆက်နေဦးဆောင်ခဲ့မှာပေါ့နော်ဆိုတော့ Liverpool အတင်းရဲ့ကစားကွက်ကတော့ဒီ line နဲ့ပေါ်ထားဆိုတော့ ဒီနေ့ညကဝင်တာတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါမှာပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကဒီ Crystal Palace နဲ့ Liverpool တင်းကဒီ Premier League အသင်း20တဲမှာမှရှုံးပွဲမရှိသေးတဲ့နှစ်တင်းတော့အသင်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်မှာဘယ်သူကပဲရှုံးပွဲရင်တွေ့ရမှာလဲဒါမှမဟုတ်ပဲတေးပဲကြောက်ရမှာလားဒါမှမဟုတ် Liverpool ပဲကတ်နိုင်ရမှာလားဆိုတော့ကျွန်တော်ဒီနေ့ညညမဆန်တော့ချိန်7:00ခွဲမှရှိမယ်ခစားတော့ကြာကြမယ် Sanhedrin Park မှာ ခရစ်ဇာဘဲနဲ့လီဘာအတွင်းနဲ့ပတ်စံကိုကျွန်တော်ဆက်မကြည့်ကြည့်လိုက်ကြရအောင်ကျွန်တော်လည်းနဲ့ကိုရက်လက်ကိုခံမရမှဆိုရင်တော့လီဘာအတွင်းနည်းနည်းပဲခဲခဲစကတ်နိုင်ပါမယ်လို့ပြင်ရပါတော့ဥမာနည်းနည်းဆို၃ခု၂ခုအဲဒါမှမဟုတ်၂ခု၃ခုနဲ့လီဘာအတွင်းနည်းရမယ်ကတ်နိုင်ပါမယ်လို့မြင်တယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ည၈နာရီခွန်မှာရှင်မြန်ကစားလာကြမှာပေါ်ကျွန်တော်ဆက်လက်ဆက်မကြည့်ကြည့်လိုက်ကြရအောင်ဆိုတော့ကျွန်တော်ရဲ့ပွဲကျိုးဆွေးနွေးမှုလေးတပေါ်ကြနေတဲ့လေဆိုရင်တော့ like လုပ်ပြီးတော့အားပေးတော့လေးရပါတယ်ဗျပြီးတော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပြီးတော့လည်းထပ်မံအားပေးတော့လေးရပါတယ်ဆိုတော့ကျွန်တော်တို့နောက် video မှာ easily တွေ့လဲကြရင် collab ပါဗျာ